ိုင်ဖွန်းမွန်နိုင်ကမေဂီတိုက်ခိုက်မှုကြောင့်တေဆုံးသူဥယျာဉ်တရာကျော်သွားပြီလို့ဖိလစ်ပိုင်အာဏာပိုင်တွေကပြောပါရယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေအရှိန်မြှင့်လှုပ်ဆောင်မှုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကဂျာတာပရီနီမှာနိုင်ငံတော်အရေးပေါ်ခြေနေတရကြေညာခဲ့ပါရယ်။အရေးပေါ်ခြေနေကြေညာမှုကြောင့်အစိုးရအနေနဲ့ဘျူရိုကရက်လှုံ့ထုံးလုပ်နည်းတွေမလိုပဲအကူအညီတွေချက်ချင်းပေးရနိုင်မှာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံကိုတိုက်ခတ်နိုင်တဲ့နောက်ထပ်မုံတိုင်းတစ်ခုချဉ်ကပ်လာပြီဖြစ်ကြောင်း၎င်းကပြောပါရယ်။အင်္ဂါနေ့ကဖိလစ်ပိုင်နိုင်ငံလယ်ပိုင်းကို တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုံတိုင်းကဲမေဂီကြောင့်လူ134ဦးသေဆုံးက128ဦးပျောက်ဆုံးခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်။မုံတိုင်းမြောက်စီဘူးကျွန်းမှာရေကြီးရေလျှံမှုနဲ့ပမာဏကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပါရယ်။စီဘူးပြည်နယ်မှာလူ90ကျော်သေဆုံးပြီးနေအများပြပျက်စီးခဲ့ပါရယ်။ စတေမာလာနောင်ပိုင်းကစီဘူးကျွန်းအလွန်မှာပြင်းအား6တသမ9အဆင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုခုလိုကြီးမားခဲ့တာပါတိုက်ပွန်းမွန်နိုင်ကဲမေဂီကြောင့်ထိခိုက်ပျက်စီးမှုပမာဏကိုအကဲဖြတ်နေပြီးဘေးသင့်ပြည်သူတွေစီအကူအညီတွေထောက်ပံ့နေတယ်လို့အာဏာပိုင်တွေကဆိုပါတယ်အမေရိကန်နဲ့စီချက်ခွန်သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ Boeing ကုမ္ပဏီကနေ ၄၂၅စင်မှာယူလိုက်တယ်လို့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝန်ကြီးဌာနကထိတ်တန်းတာဝန်ရှိသူတို့ကပြောပါရယ်ကျွန်တော်တို့ဘဝင်းလေရင်၂၅စင်ဝယ်ယူဖို့မှာယူခဲ့ပြီးပထမဆုံးလေရင်ကို၂၀၂၉ခုနှစ်မှာလက်ခံရရှိဖို့မျှော်မှန်းပါရယ်ဒီလိုမှာယူမှုဟာအမေရိကန်နိုင်ငံနဲ့စီးကြံကွန်သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းမှာလို့မာဘူဘာရမန်ကပြောပါရယ်ဘဝင်းကုမ္ပဏီရဲ့ဥရောပပြိုင်ဘက် Airbus ကမ်းလှမ်းချက်တရက်ကိုလည်းဘင်္ဂလားဒေ့ရှ်ကစဉ်းစားနေတယ်လို့သူကဆိုပါရယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမိုင်လေကြောင်းလိုင်း Primer Airlines ဟာကုမ္ပဏီနှစ်ခုလုံးစီကအဆိုပြုချက်တွေကိုတုံ့တက်နေတယ်လို့နိုင်ငံမိုင်သတင်းဌာန BSS ကဖော်ပြပါရတယ်။ A320 လေယာဉ်လေးစင်းရောင်းချဖို့အဆိုပြုထားတာလို့ BBS ကဆိုပါတယ်။ Boeing ကုမ္ပဏီက787 Dreamliner လေယာဉ်စင်းနဲ့737 MAX ဂျက်လေယာဉ်လေးစင်းရောင်းချဖို့ကန့်လန့်နေတာလို့ BSS ကပြောပါရတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိခီးသည်တင်နေရင်19စင်းရှိပြီး ဆယ်လေးစင်းမှာတော့ Boeing ကုမ္ပဏီထုတ်တွေဖြစ်ပါတယ်။အထယ်လိတ်ထုတ်လုပ်ရေးကဘင်္ဂလားဒေ့ရှ်နိုင်ငံပို့ကုန်တွေရဲ့80ရာခိုင်နှုန်းခန့်ရှိပြီးရှိခ်ဟာစီနာအစိုးရပြောကြားခဲ့တဲ့2024ခုနှစ်မငြိမ်မသက်မှုကြောင့်အထယ်ချုပ်လုပ်ငန်းဆိုးဝါးစွာထိခိုက်ခဲ့ပါတယ်။